အားလုံးပဲမင်္ဂလာပါအခုဆိုရင်ပေါ့နော်ကျွန်တော်တို့ဂျပန်မှာဒီနိုင်ငံသားတွေကိုမုန်းတဲ့ဟာပေါ့နော်အဲဂျပန်နိုင်ငံသားတွေကနေပြီးတော့နိုင်ငံသားတွေကိုအမြင်မကြည့်တဲ့အရာတွေကပို့ပြီးတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့ဆိုးလာတယ်ပေါ့နော်အဲအခုရပိုင်းမှာပဲပေါ့နော်ကျွန်တော်မြန်မာနိုင်ငံသားတွေပြာဘာမှဘာမဆိုင်ညာမဆိုင်နဲ့ပေါ့နော်ဒီဂျပန်နိုင်ငံသားတွေကနေအဲကိုထီလက်ရောက်ကျူးလွန်တဲ့ကိစ္စတွေလည်းအဲခဏခဏဖြစ်လာတာတွေ့ရတယ်ပေါ့နော်အဲတခုဆိုရင်ကျွန်တော်တို့ချီဘတ်ဘတ်မှာပေါ့နော်ချီဘတ် KI ဘတ်မှာ ဒီကျွန်တော်မြန်မာနိုင်ငံသားကောင်လေးတယောက်ကသူ့ရဲ့ကောင်မလေးအိမ်ပြောင်းတာကိုလိုက်ပြီးတော့ကူညီပေးတာပေါ့နော်ဒီညဘက်မှာဖြစ်ဖြစ်သွားတဲ့ကိစ္စပေါ့နော်သူ့ရဲ့ကောင်မလေးအိမ်ပြောင်းတာကိုလိုက်ပြီးတော့ပစ္စည်းတွေပါတယ်ဝိုင်းပြီးတော့ကူညီပေးတယ်ပေါ့နော်အဲ့ဒီကူညီပေးတဲ့အချိန်မှာပစ္စည်းတွေချနေတဲ့အချိန်မှာပဲပေါ့နော်ဒီ ကိုနဲ့ဘာမှမသိတယ်ပေါ့နော်အဲ့ဒီသသိန်းဂျပန်နိုင်ငံသားနှစ်ယောက်ကနေပြီးတော့နောက်ကနေပြီးတော့ပေါ့နော်ထိုးကျိပ်ပြီးတော့ကန်ကြောက်ခဲ့တယ်ပေါ့နော်လက်ကိုလည်းလိန်ချိုးသွားတဲ့ကိစ္စတခုလည်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့ပြီးတော့ဆိုင်းနမဘက်မှာဆိုရင်ဒီဟိုတယ်မှာအလုပ်လုပ်နေတဲ့ဒီကျွန်တော်မြန်မာနိုင်ငံသားဝန်ထမ်းဟိုတယ်ဝန်ထမ်းတယောက်ကိုပေါ့နော်ဒီဂျပန်ဒီဟိုတယ်မှာလာတဲ့ဒီဂျပန်အဖိုးတယောက်ကနေပြီးတော့ဒီမှာထိုးကျိပ်ပြီးတော့ပေါ့နော်အဲလေဗင်းတွေကိုညှစ်ပြီးတော့မျက်နှာကိုတစ်စိမ့်နဲ့ထွေးတဲ့ကိစ္စတွေပေါ့နော်အဲအဲ့လိုကြီးလေအဲ့ ခုရက်ပိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေပေါ့နော်။နောက်တစ်ခုဆိုရင်ကျွန်တော်အိုဆာကာဘက်မှာပေါ့နော်။အိုဆာကာစီရင်စုဘက်မှာဆိုရင်အလောက်ကနေပြန်လာတဲ့ကျွန်တော်မြန်မာနိုင်ငံသားတယောက်ပေါ့နော်။အဲအလောက်ကနေပြန်လာတဲ့အချိန်သူ အိမ်ကိုမရောက်ခင်လမ်းမှာဗောနော်သူ့တငယ်ချင်းတယောက်နဲ့ဖုန်းပြောနေတယ်ဗောနော်ဖုန်းပြောနေတဲ့အချိန်မှာပဲနောက်ကနေဂျပန်နိုင်ငံသား၃ယောက်ကနေပြီးဘာမဆိုင်ညာမဆိုင်နဲ့ဝင်ရောက်ပြီးတော့ထိုးကျိတ်ပြီးတော့ကန်ကြောက်ခဲ့တဲ့အမှုဗောနော်အဲဒီဟာတွေဖြစ်ပွားခဲ့တယ်ဗောနော်ဒါပေမဲ့အခုတော့အဲ့ဒီလူတွေကိုတော့ဒီရဲတွေကနေပြီးတော့ဖမ်းတော့ထားတယ်လို့သိရတယ်ဗောနော်အခုဆိုရင်ကျွန်တော်တို့ဂျပန်မှာက အဲဒီနိုင်ငံသားတွေကိုမကြိုက်တဲ့အဲအဟာပေါ့နော်တော်တော်လေးကိုမှာပဲဒီဂျပန်ပြည်သူတွေရဲ့ကြားထဲမှာလည်းတော်တော်လေးအဲနမည်ကြီးနေတယ်ရေပန်းစားနေတယ်လို့ဖြစ်နေတယ်ပေါ့နော်အဲဒီဟာတဲ့ဘယ်နေစားလဲဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်တွေမှာပေါ့နော်အဲတနှစ်နှစ်လောက်ဒီကြိမ်းနေ ဒီကျွန်တော်တို့ဂျပန်နိုင်ငံကိုနိုင်ငံသားတွေတအားဝင်နေပါတော့အဲခီးသွားဧည့်သည်တွေရောနောက်ပြီးတော့အလုံနဲ့လာတဲ့ဒီနိုင်ငံသားတွေရောပေါ့နော်အဲအဲ့ဒီအထက်မှာမှာဒီခီးသွားဧည့်သည်တွေအထက်မှာပါပေါ့နော်ဒီခီးသွားဧည့်သည်တွေကဒီဂျပန်နိုင်ငံရဲ့ဒီ rule တွေဒီစီမင်းစည်းကမ်းတွေကိုသူတို့တွေကအဲတည်တည်ရှည်ရှည်လည်းမတည်ဘူးပေါ့နော်ဒါပြီးတော့မလိုက်နာဘူးပေါ့နော်မလိုက်နာတဲ့အတွက်ဂျပန်တွေကအဲ့အရင်ကတည်းကနေသူတို့တွေက ဲဒီနိုင်ငံသားတွေကိုတိတ်ပြီးအမြင်မကြည့်ဘူးအဲဒီထဲမှာပို့ပြီးသူတို့တွေထူးထူးခြားခြားပဲဟာတဲ့ပို့ပြီးတော့နမဲကြီးလဲဆိုတော့ဒီနာရာဆိုတဲ့ပန်းချံပေါ့နော်အဲ့ဒီပန်းချံမှာကကြာတော့သူကတမင်လေးတွေမွေးထားတာရှိတယ်ဒီတမင်တွေကိုကျွန်တော်တို့ဒီဂျပန်ကိုလာတဲ့နိုင်ငံသားဧည့်သည်တွေပေါ့နော်ဒီတရုတ်လူမျိုးတွေပေါ့နော်သူတော်တော်များများတော်တော်ဆိုးတာပေါ့နော်သူဒီတရုတ်တွေက အဲထဲမှာမွေးထားတဲ့ဒီသမင်တွေကိုပေါ့နော်ဟိုဘာမဆိုင်ညာဆိုင်ကံပစ်တာမျိုးတော့ပေါ့နော်ဟိုလိုက်ပြီးတော့ကံတာမျိုးနောက်ပြီးကံတာလည်းမှာဒီတတရားကံတာမဟုတ်ဘူးနာကျင်အောင်ပေါ့နော်ရွေချက်ချက်ရှိရှိအဲကံတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဟာတွေကဗီဒီယိုတွေကပေါ့နော်ဒီသူတို့လူမှုကွန်ရက်တွေပါပြန်ထပ်သွားတဲ့အချိန်မှာတော်တော်လေးကုန်ပါသူတို့တွေကအဲမနစ်မျိုးဘူးတော်တော်လေးကုန်ပါပဲအဲ စိတ်ပြတ်ကြတယ်ဗောနော်ဒီဂျပန်ကိုလာပြီးတော့ဒီလိုမျိုးလောက်တဲ့ကိစ္စရယ်နောက်ပြီးတော့ဒီဂျပန်ရဲ့ဒီဖျားเจ้าနေလိုနေရာမျိုးတွေမှာဒီမဖွဲ့မရလောက်တဲ့ပုံစံမျိုးတွေဒါမျိုးတွေရဗောနော်ဒီဂျပန်ရဲ့လူမှုကွင်းရဲ့ပုံမှာတအားကိုပြန့်နှံ့သွားတဲ့အချိန်မှာသူတို့တွေတော်တော်ကူမှာပဲဝေဖန်ကြတယ်ဂျပန်နိုင်ငံသားတိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကူမှာပဲအမြင်မကြည်တာဖြစ်ခဲ့ကြတယ်ဗောနော်အဲ့ဒီနောက်ပိုင်းကနေဘာတွေဖြစ်လာဆိုတော့ကျွန်တော်ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာဒီရွေးကောက် ခံအမတ်တွေပေါ့နော်ဒီအမတ်တွေကလည်းသူတို့တွေကအဲဘာတွေနဲ့ဝင်ပြန်ကြလဲဆိုတော့သူတို့ကဂျပန်လူမျိုးပထမဆိုတော့ဂျပန်နေအဲဂျပန်နီးစ်ပတ်စတိုဆိုပြီးဒီလိုပုံစံမျိုးနဲ့ပေါ့နော်ဂျပန်လူမျိုးသာပထမဖြစ်ရမယ်ဆိုတော့အဲအဲ့လိုပုံစံမျိုးတွေနဲ့သူတို့တွေကရွေးကောက်ပွဲမဲဆယ်ကြတယ်ဒီဟာတွေကလည်းမှဒီဂျပန်လူတွေလူမျိုးတွေအတွက်ပေါ့နော်အဲ့ဒီအချိန်မှာသူတို့တွေက ်နိုင်ငံခြားသားတွေကိုတိတ်အမြင်မကြည့်တဲ့အချိန်မှာကွက်တီဖြစ်ပြီးတော့ဒီပါတီတရားလဲအခုရှိမှာဆိုမဲနိုင်နေပေါ့နော်အဲအဲ့လိုပုံစံမျိုးဖြစ်လာတယ်အဲအဲ့ဒီကအဲ့ဒီနေရာနေမှာတဆင်ပေါ့နော်သူတို့ဒီဟာတွေကဂျပန်လူဟိုနိုင်ငံခြားသားဆိုရင်သူတို့တွေအမြင်မကြည့်ကြဘူးအရင်ကကြာတော့ဒီဘယ်လိုပြောမလဲခီးသွားဧည့်သည်တွေလောက်ကိုအမြင်မကြည့်သားနေအခုဆိုရင်ဘာကြီးဖြစ်လာလဲဆိုတော့ဒီကျွန်တော်ဂျပန်မှာရှိတဲ့အလုပ်လုပ်နေတဲ့နိုင်ငံခြားသားတွေပါခံလာရတယ်ပေါ့နော်ဒီ ဂျပန်မှာရှိတဲ့အလုပ်လုပ်နေတဲ့နိုင်ငံသားတွေကိုပါသူတို့တွေအမြင်မကြည်ဖြစ်လာပြီးတော့ကိုယ်ထိလဲရောက်ကျူးလွန်လာရလည်းဖြစ်လာတယ်ပေါ့နော်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာရှိတဲ့ဂျပန်မှာရှိတဲ့မြန်မာတွေပေါ့နော်။အဲဂယူဆိုင်ကြောက်ပေါ့နော်။ကိုယ့်ဘက်ကလည်းဂယူဆိုင်ဖို့လိုတယ်ပေါ့နော်။ဒီပန်းညာလိုနေရာမျိုးတွေဒီလိုနေရာမျိုးတွေမှာအဲဂီတာတွေပါတီးပြီးအုပ်လိုက်ကြီးဖွဲ့ပြီးတော့မူယူတောက်ဆနေတာမျိုးတွေလည်းရှောင်ကြောက်ပေါ့နော်။ဘာပဲပြောဒါကသူတို့အနေနဲ့ဘက်ကကြည်ရင်လည်းဒါတွေကကြောက်သူတို့အနေနဲ့တကယ်ကိုအမြင်မကြည်ပြဖြစ်တယ်လေ။ဘာလို့လဲဆိုတော့ အဲသူတို့အနာရယူနေတဲ့နေရာမှာသူတို့မသိတဲ့ဘာသာစကားဗျာသူတို့မသိတဲ့အဲဒီတန်ဆန်ဒီလိုအရာမျိုးတွေအတွက်ကသူတို့တော့ကတော့ဒါအနာကြီးမှမယ်လေဒါကိုဆိုရင်လည်းကျွန်တော်တို့ရန်ကုန်လိုနေရာမျိုးမှာဆိုရင်ကိုကကိုကိုရင်းစာကြည့်လို့ရတယ်ကိုနေတဲ့ကိုမျိုးမှာဒီကိုမသိတဲ့ဒဇိန်ဒီနိုင်ငံသားတွေလာပြီးတော့တောင်းကျမ်းနေတာဒါဘယ်သူမှကြိုက်မှာမဟုတ်ဘူးလေနောက်ပြီးတော့ကျွန်တော်တို့ မြန်မာတွေကဒီဖုန်းတွေပါပြောရင်လည်းမအတန်တွေပါဆိုအကြေကြီးပြောတတ်ကြတယ်ဗောနော်ကျွန်တော်ယွာဘက်တွေမှာဆိုပို့ဆိုတယ်ယွာဘက်ကလူကြီးတွေဆိုရင်ဖုန်းပြောရင်အဲတူတူမပြောတတ်ဘူးဗောနော်အတန်မအော်ပြီးပြောတတ်တယ်အဲ့ဟာတွေကကျွန်တော်လူကြီးတွေတင်မဟုတ်တာလူငယ်တွေတဲမှာလည်းရှိတယ်ကျွန်တော်ဒီဘက်ဒီဘူတာနိုင်မှာဆိုအများအားကြားရတယ်ဗောနော်ဒီလမ်းသွားနေတော့ဖုန်းပြောနေမှာအတန်အကြေကြီးဟာပြောပြီးတော့ အဲသွားနေတာပုံစံမျိုးတွေပေါ့ဒါတွေကဒါသူတို့အတွက်ပြင့်မှတ်တွေဖြစ်လာနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ဘက်ကလည်းဒါစဉ်းစားချင်းချင်းနေကြအောင်ပေါ့နော်ဒါကြောင့်မလို့အားလုံးပဲအခုချိန်မှာဒီဟာနဲ့ပတ်သက်ပြီးတော့ view site ကြပါလို့အားလုံးကျေးဇူးတင်ပါတယ်